ဂရနီပြည်ဒီမိုဆိုမျိုးအနောက်ဘက်ခြမ်းကိုစစ်ကောင်မရှင်ကဂျက်ဖိုက်တာနဲ့အသေးခံဒရုန်းတွေတုံးပြီးလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ဂရနီပြည်ရဲ KSP တပ်ဖွဲ့ဝင်တချို့အပါအဝင်စုစုပေါင်း9ယောက်တည်ဆုံခဲ့တယ်လို့ဒေသခံတရင်မြင့်တွေကပြောပါတယ်နိုဝင်ဘာလ3ရက်မနေ့9နာရီဝန်းကျင်မှာတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး KSP ရုပ်ခွဲဖြစ်တဲ့နေရာတစ်ခုကိုတည်င်းပေးကနေတဆက်တိုက်ခိုက်ခံခဲ့ရတာလို့ Greeny CE တည်င်းမြစ်ကပြောပါတယ် လေကြောင်းတိုက်ခိုက်ခံရမှုထဲအရက်သားတက်ရောက်အပါဝင်လူ9ယောက်သေဆုံးခဲ့ပြီးအေရီလည်းမိလောက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကအတည်ပြုပါတယ်စစ်ကောင်မရှင်ဟာအရက်သားတွေစပားရိတ်သိမ်းတဲ့အချိန်မှာပါလေကြောင်းနဲ့ drone တိုက်ခိုက်မှုတွေရက်ဆက်ပြုလုပ်နေတာပါ အော်တိုဘာလာအတွင်းဒီမိုဆိုနဲ့ဖူဆိုမြို့နယ်တွေမှာ drone နဲ့ဗုံးတီချတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ၃ယောက်သေဆုံးပြီး၈ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ် တေဆုံးတဟရသူအများစုဟာစပားရိတ်သိမ်းဖို့လေကွင်းထက်ကိုသွားတဲ့တောက်သူတွေဖြစ်တယ်လို့ဆိုပါတယ်သို့သောသောဂရနီပြည်သူအင်အားစု PKPF ရဲ့သုတ်ပြန်ချက်အရအာနာသိပြီးနောက်ပိုင်း2025ခုနှစ်အော်တိုဗာလာကော်အထိစစ်ကောမရှင်တပ်ကဂရနီပြည်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်2000ကျော်လုပ်ခဲ့ပါရီနေရီကန်တိုက်ပွဲကနေစစ်ကောမရှင်တပ်သား26ယောက်ကို CDF အရှူကဖမ်းမိခဲ့ပါရီ မကွေးတိုင်းငဖဲမြို့နယ်ထဲကအရေးပါတဲ့နေရီကန်ဘျူဟာကုန်းနာမှာဖြစ်ပါရီအဲ့ဒီဘျူဟာကုန်းစီကိုစစ်ကူလာတဲ့စစ်ကုမရှင်တပ်ဖွဲ့ဝင်တွေကို ချင်းကကွယ်ရေးတပ်အရှူ CDF အရှူနဲ့မဟာမိတ်တွေကလမ်းမကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲတွေကလည်းစက်တင်ဘာလဆန်ကနေအော်တိုဘာလကုန်အထိကို တောက်လျှောက်ပစ်ခဲ့တာလို့ CDF အရှူကနိုဝင်ဘာလ၂ရက်နေ့ကထုတ်ပြန်ပါတယ် ဒီလိုတိုက်ခိုက်မှုတွေရဲ့အဓိကရက်လက်ကတော့စစ်ကော်မရှင်ဘက်ကတပ်သား26ယောက်ဟာ CDF အရှူလက်ထက်ကိုအရှင်မိသွားတာပါဖက်စီယာမီသူတွေထဲမှာအရာရှိတယောက်လည်းပါဝင်တယ်လို့ဆိုပါတယ်အဲ့ဒါအပြင်သူတို့စီကနေလက်နေငယ်လေးလက်ရဲ့ RPG ဗုံးသီးတွေအပါအဝင်ခဲယမ်းတွေအများကြီးကိုလည်းတိုက်စီရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ် CDF အရှူကဒီဖန်စီရမိတဲ့စစ်ကောမရှင်တပ်သား26ယောက်ကိုနိုင်ငံတကာကသတ်မှတ်ထားတဲ့စစ်တုပ်ပန်ဥပဒေအတိုင်းပဲထိသိမ်းစောက်ရှောက်ပေးနေတယ်လို့ဆိုပါတယ် CDF အရှူဟာမဟာမိတ်တွေနဲ့အတူစစ်ကောင်မရှင်ရဲ့အရေးပါတဲ့ဗျူဟာကုန်းတွေကိုဖိအားပေးနေတာအခုဆိုရင်အောင်မြင်မှုတွေဆက်တိုက်ရနေတာဖြစ်ပါတယ် ကရင်ပြည်မြောက်ဝတီမြို့နယ်ထဲမှာစစ်ကောမရှင်ရဲ့ရွေးကောက်ပွဲစစ်ကြောင်းကိုဗျူဟာ30နှစ်ပူပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယံတွေအများအများ သိမ်းပိုက်ရရှိခဲ့ပါတယ်။စစ်ကောမရှင်ကလာပဲရွေးကောက်ပွဲဖြစ်မြောက်စေဖို့အတွက်အင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတာကိုဗျူဟာအမတ်30နှစ်ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုထဲလည်းနဲ့ခရဲတွေအများပြားသိမ်းပိုက်ရရှိခဲ့တယ်လို့ကြာတဲ့စစ်ကြောကနိုဝင်ဘာလ2ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်အော်တိုဘာလ33ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာတမနင်းနဲ့လက်အောက်ခံစစ်ကော်မရှင်စစ်ကြောင်းတွေဟာရတိတ်ကူမင်းလဲပန်နဲ့ဖလူးရွာတွေဘက်ကို drone တွေလက်နက်ကြီးပစ်ကူတွေဒုံးကျည်တွေအပြင်လေကြောင်းအတားစီးယူမှုတွေနဲ့ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် KNL ဥဆောင်တဲ့ဗျူဟာ30နှစ်ပူပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ဂျာတင်နဲ့ Cobra, Vino နဲ့ Justice Soldier တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေထဲစစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားတိုက်စုံးခဲ့ပြီးထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်လို့ထုတ်ပြန်ပါတယ်။ အဲ့ဒါပြင်စစ်တုပ်ပန်းတွေလည်းဖမ်းမိထားတယ်လို့လက်နက်ချအလင်းဝင်လာသူတွေလည်းရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ဒီတိုက်ပွဲအပြီးမှာတော့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဟာစစ်ကော်မရှင်စီကနေခဲယမ်းတွေအများကြီးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ဓာတ်ပုံရောရုပ်သံနဲ့ပါဖော်ပြထားပါတယ်ကြာတဲ့နဲ့စစ်ကြောင်းကပြည်သူတွေအနေနဲ့နိုင်ငံရေးထွက်ပေါက်မဟုတ်တဲ့ရုပ်မာရက်ဆက်မဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့တိုက်တွန်းထားပါတယ် တအန်းဒီသားထဲစစ်ကိုမရှင်သက်ရဲ့လီချောင်းတိုက်ခိုက်မှုကြောင့်အော်တိုဗာလာထဲမှာတန်ဃာရုံနဲ့ကလေးတွေအပါအဝင်အယက်သား၄၉ယောက်တည်ဆုံတယ်လို့တအန်းသက်မတော် TNL ကပြောပါရယ်။တအန်းဒီသားအတွင်းမှာစစ်ကိုမရှင်ရဲ့ရည်ရွယ်ချက်ရှိရှိလီချောင်းနဲ့ drone ဗိုလ်ကျဲတိုက်ခိုက်မှုတွေကြောင့်အော်တိုဗာလာတလထဲမှာပဲအယက်သားပြည်သူတွေရဲ့ထိခိုက်တည်ဆုံမှုဟာမြင့်တက်ခဲ့တယ်လို့နိုဝင်ဘာလ၃ရက်နေ့ကထုတ်ပြန်ပါရယ်။ စစ်ကောင်မရှင်တဲ့ရဲ့တိုက်ခိုက်မှုကြောင့်အော်တိုဘာလာအတွင်းတန်ဃာရောနှစ်ပါးနဲ့ကလေး10ယောက်အပါအဝင် စုစုပေါင်းအရက်သား49ယောက်တိစုံခဲ့ရပါတယ်တန်ဃာရော6ပါးနဲ့ကလေး26ယောက်အပါအဝင်စုစုပေါင်းအရက်သား83ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်စစ်ကောင်မရှင်ဟာ jet fighter နဲ့ drone တွေကိုအသုံးပြုပြီးကြောက်မဲနမ်သူမိုင်းလုံးနမ်ဆန်စားတဲ့မြို့နယ်ပေါင်း၈ခုကိုအဓိကထားတိုက်ခိုက်ခဲ့ပါတယ် တိုက်ခိုက်မှုတွေကြောင့်အရက်ဘက်ပြိမှတ်တွေအကြီးကျယ်ပျက်စီးခဲ့ရပါတော့နေအိမ်195လုံးဖုန်ကြီးကျောင်း9ကျောင်းနဲ့စာသင်ကျောင်း9ကျောင်းအပါအဝင်ဘာသာရေးနဲ့ပညာရေးအဆောက်အအုံတွေဘုံစားထိမှန်ပျက်စီးသွားခဲ့ပါတယ်။နမ်ဆန်မြို့နယ်တခုထဲမှာပဲအိမ်60နှလုံးပျက်စီးပြီးလက်ဖက်ဆက်ရုံနဲ့ကားဆိုင်ကယ်တွေလည်းထိခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာပြည်ထိတ်တန်ယုံကနိုဝင်ဘာ၂ရက်နေ့မှာထုတ်ပြန်ချက်သစောက်ထုတ်ပြန်ပြီးမြန်မာသတင်းသမားတွေကိုချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။ဒီထုတ်ပြန်ချက်ကိုနိုင်ငံတကာသတင်းထောက်များအပေါ်ကျူးလွန်သောပြည်မှုများအတွက်ပြည်ထန်ကင်းလွချင်းရှိနေမှုများအစုံသက်ရင်းနေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်သက်အာဏာသိမ်းခဲ့တဲ့2023ခုနှစ်ကလေးကလွတ်လပ်တဲ့သတင်းမီဒီယာတွေဟာပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဆီယနာရှင်ရဲ့တပြတ်တာကိုတတိယသမား9ယောက်ခန့်ခဲရပါတယ်။တတိယသမား200ကျော်ဖမ်းဆီးခန့်ခဲရပြီးလက်ရှိချိန်မှာလည်းအမျိုးသမီးတတိယထောက်တွေအပါအဝင်တတိယထောက်50တယောက်ဖမ်းဆီးထိသိမ်းခံရဆဲဖြစ်ပါတယ်။နေစည်းမခြားတည်င်းထောက်များအဖွဲ RSF ရဲ့ထုတ်ပြန်ချက်အရကဘာပေါ်မှာတည်င်းသမားတွေကိုဖမ်းဆီးထောက်ချမှုအဆိုးဝါးဆုံးနိုင်ငံတွေထဲမှာမြန်မာဟာတရုတ်ပြင်ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ်ရပ်တည်နေတယ်လို့ဖော်ပြထားပါတယ်။ ဗီဒိတ်တန်ရုပ်က online နဲ့ offline နှစ်မျိုးလုံးမှာခြိမ်းခြောက်မှုတွေနောက်ဆက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးတည်င်းထောက်တွေကိုလည်းအမတ်တရဂုဏ်ပြုတယ်လို့ဆိုပါတယ် UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်ကိုချိုးဖောက်သူမဲ့သမျှကိုအရေးယူဆောင်ရွက်ရမယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပြီးမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းကတည်င်းသမားတွေဘီကင်းလုံခြုံရေးအတွက်အကူအညီတွေကိုဆက်လက်ထပ်ပတ်သွားမယ်လို့ကတိပြုထားပါတယ်